အားလုံးပဲမင်္ဂလာပါဗျာ Freedom for Future Channel မှာပြန်လည်ရွေးဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထားပါကျွန်တော်ခုဖပြပေးတော့မှာကတော့ဆရာတော်အရှင်ဦးစောတိကမဟာမြိုင်တော်ရရေးသားတော်မူခဲ့တယ်မေတ္တာတရားလမ်းပြောက်ရာမှာလမ်းမပေါ်ရောက်လာသူဆိုတဲ့စာအုပ်လေးတွေကလည်းစာစုလေးချို့ကိုအပိတ်ဖပြပေးတော့မှာပဲဖြစ်ပါတယ်စိတ်ချမ်းသာမှုဟာစိတ်ထင်မှာရှိအဲ့လိုနဲ့ဆက်ဆက်ပြီးတော့တရားအထုတ်သွားလိုက်တာတရားအထုတ်တဲ့တရားဘက်တစ်ခု ပြီးသွားတဲ့အခါကျတော့ပြီးကနေလေးလေးစိတ်ချမ်းသာကိုချမ်းသာဖြစ်လေလေးဖြစ်လာတယ်။တရားပတ်တစ်ခုပြီးသွားတဲ့အခါကျတော့သူ့ဘုသူဘလို့ပြောလဲဆိုတော့ငါတကယ်လိုချင်နေတာဒါပဲတဲ့။ तू တသက်လုံးအများကြီးလုခဲ့တယ်။အများကြီးရှာခဲ့တယ်နော်။ तू လိုချင်တာကို तू မတွေ့သေးဘူး။အခု तू လိုချင်တာဘာလဲဆိုတော့အတိပြီ။ဒါပေမဲ့ရပြီလားဆိုတော့တကယ်မရသေးဘူး။လမ်းစာပဲရှိသေးတယ်။အဲ့ဒါနဲ့ तू ကစက်တိုက်စက်တိုက်ပဲတရားကိုအားထုတ်သွားတော့ တလောင်းနဲ့သူကျင်တ်မနေတော့ဘူးနောက်ဆုံးသူ့မှာတုံးစရာဆွဲစရာငွေတော်တော်လေးနှဲသွားတဲ့အထိတရားပဲအထုတ်တော့တယ်အဲလိုတရားအထုတ်ပြီးတော့သူအင်္ဂလန်ပြန်သွားတယ်။ကနေဒါကိုလည်းပြန်သွားတယ်။အလုပ်ပြန်လုပ်ရတော့မယ်။မလုပ်လို့မဖြစ်တော့ဘူး။ဒါပေမဲ့အဲလိုပြန်သွားတဲ့အချိန်မှာ လူတစ်စိတ်တစ်ဖြစ်သွားပြီးသူ့မှာဘာဒီပရက်ရှင်းမှမရှိတော့ဘူး။သူ့ဘဝကိုသူအများကြီးကျဉ်တ်နေရလို့ဖြစ်သွားပြီးအလုံးပြောင်းသွားတာနော်။ ပြောင်းသွားပြီးတော့ဟိုမှာအလုပ်ပြန်လုပ်တယ်လုပ်တော့ तू ကအရင်တော့ကတော့တပည့်တော်တို့ဟာလူနာမြမြရအောင်ကြိုးစားတယ်တဲ့လူနာမြမြရရပတ်စံမြမြရမယ်အခုလူနာတယောက်ရောက်လာတယ်ဆိုရင်အဲ့ဒီလူနာကိုအေးအေးစစ်စစ်သူစကားပြောတယ်လူစရခန္ဓာကိုယ်မှာယောဂိုက်တစ်ခုဖြစ်ပြီးဆိုရင်စိတ်မှလည်းပဲစိတ်ရှင်ရမို့ဆိုတာရှိပါတယ်ခန္ဓာကိုယ်ကြီးပဲကုပ်ပြီးလို့မလုံလောက်သေးဘူးစိတ်ကိုလည်းပဲကုပ်ပေးဖို့လိုတယ်တဲ့ तू ဟာတရားအားထုတ်နေတဲ့သူဆိုတော့စိတ်ကိုပို့ပြီးတော့တိလာပြီ စိတ်ရဲ့အရေးကြီးပုံလည်းတူတတော်တိလာပြီတိလာပြီဆိုတော့လူကြီးရောက်ကိုကြည်လိုက်ရုပ်ကိုကြည်ပဲကြည်အောင်မဟုတ်စိတ်ကိုပါမှန်းပြီးတော့အာယုံပြုကြည့်သူကိုယ်တိုင်လည်းတရားအားထုတ်ပြီးတော့သူစိတ်ကိုလည်းတူမြင်လာရကြောင့်ဒီလိုဖြစ်သွားရပါ အားထုတ်ပုံအစစ်စင်ကတော့ကာယ ानु ပတနာအာနာပါနာနဲ့စလိုက်ပါတယ်အာပြီးတော့တကူလုံးခေါင်းငယ်တိတ်ကနေပြီးတော့ခြေထောက်အထိဝေဒနာနုပဒနာအနေနဲ့အရှုမှတ်တယ်။ခေါင်းကနေစလိုက်တယ်ပြီးတော့နှစ်ဖူးနှစ်ဖူးကနေပါ မှတ်ခမ်းလေကြောင်ဂုတ်ပခုံးကြော်ခြေရီလက်တွေအဆုံးထိအောင်တတိနဲ့အကုန်လုံးရှုမှတ်တာအဲလိုရှုမှတ်တာဆိုသူကကာယကိုလည်းနားလည်လာပြီဝေဒနာရဲ့တဘောကိုလည်းနားလည်လာပြီစိတ်ထဲမှာဖြစ်ပုံတွေကိုလည်းတတိနဲ့ကြည့်ပြီးတော့တိပြီးတော့နေတဲ့အခါကျတော့စိတ်ကိုလည်းတည်လာပြီနော်သူတရားအထုတ်တဲ့ကာလဟာအင်မတန်ကြာရယ်ဇက်တိုက်အကြာကြီးအထုတ်နေရဆိုတော့တပြေးပြေးနဲ့စိတ်ရဲ့တဘာဝကိုသူကောင်းကောင်းသိလာပြီ သူဘလို့ပြောတလဲဆိုတော့အရင်တုန်းကတပည့်တော်တို့ကစိတ်ရှင်ရဲ့တရားတခုခုရှိလာပြီဆိုရင် သူများဝယ်အဖြစ်တင်တယ်ဘသူကြောင့်ဘဝကြောင့်ငါ့မှာစိတ်ရှင်ရရရလို့ဒီလိုအဖြစ်တင်တတ်တယ်တဲ့ဒီလိုတရားအားထုတ်လို့စိတ်ချမ်းသာနေတဲ့အခါကျတော့အဲ့ဒီစိတ်ကိုကြည့်တဲ့အခါပြင်ပဘာကြီးဖြစ်နေဖြစ်နေကိုယ်စိတ်ကိုကိုထားတဲ့ရင်ချမ်းသာနေရပြီဆိုတာတွေ့ရတယ်တဲ့အရင်တော့ စိတ်ချမ်းသာမှုကပြင်ပမှာရှိရလို့ထင်တယ်။အခုရောစိတ်ချမ်းသာမှုကစိတ်ထဲမှာပဲရှိရဆိုတော့ကိုသိလာရတဲ့။ကိုစိတ်ကိုပို့တည်ရောပို့ကိုရင်းစားတတ်တယ်။ပြင်ပမှာရှိတဲ့အရာတွေကတော့စောင့်ဝနေရအတွက်အဆင်ပြေအောင်အထောက်ပံ့တော့ရှိပါတယ်။သို့တော်လုံးလုံးလျားကြီးသူတို့အပေါ်မှာမုံမတည်ဘူးနော်။မြင်းများမူတည်တာကတော့ကိုစိတ်ပဲ။အဲလိုစိတ်ကိုတည်တည်ချာချာနားလေလာတဲ့အခါကျတော့လူတယောက်ကိုကြီးလိုက်ပြီဆိုရင်ရုပ်ကိုကြီးပဲကြီးတော့မှာမဟုတ်ဘူး။ စိတ်ကိုပါမှန်းပြီးတော့ကြည်နိုင်တဲ့အရေးချင်းရှိတယ်။ဒါလည်းပဲစိတ်ဓာတ်ဥပဒနာကိုပို့ပြီးတော့ကြကြအားထုတ်နိုင်တဲ့သူဆို ဖြစ်တယ်။သူများစိတ်ကိုကိုယ်စိတ်နဲ့နည်းနည်းလေးတုံးလို့တလို့ရေဒီယိုအတန်ဖန်တလို့ပေါ့။ဒီသူများစိတ်ကိုတည်ကြည့်ကိုယ်စိတ်ကိုကိုယ်အရင်တည်ပါတဲ့။ဒါအရှင်တာဤဘုရားမထေကြီးရဲ့စကားဖြစ်ပါတယ်။ ကိုယ်စိတ်ကိုကိုပို့ပြီးတော့တိလာလေးလေးသူများစိတ်ကိုလည်းပဲပို့ပြီးတော့တိလာလေးလေးပါပဲကိုယ်စိတ်ကိုကို ပို့တိလာတော့သူများကိုလည်းပို့ကိုချင်းစာတတ်တယ်သူများကိုတကယ်လေးလေးစစရုံရုံကြည့်ကြည့်အာယုံစိုက်ပြီးတော့မြစ်တာဂယုတာနဲ့စကားပြောလာလို့ရှင်ဘလောက်ချင်နေရလဲဆိုတော့တိ ကို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 အပေါ်ရန်လေးဆက်ဆံသွားရင် တိတဘောမကြောက်အားမရအောင်နော်အဲ့ဒါလိုပဲကိုရိုင်းကလည်းသူများနဲ့ဆက်ဆံတဲ့အခါမှာ အပေါ်ရန်လေးတော့မဆက်ဆံတော့ဘူးတကယ်လှိုက်လိုက်လေလေလေးလေးဆက်ဆာဆက်ဆံတာနော်အရင်တုန်းကတော့လူနာတယောက်ကိုကြီးလိုက်လို့ရှိရင်လူကိုမကြည့်ဘူးယောဂါကိုကြည့်ရတယ်အခုတော့လူနာတယောက်ကိုကြည့်တဲ့အခါမှာယောဂဝင်မဟုတ်လူကိုရော စိတ်ကိုရော သူ့ဘဝကိုပါကြည့်ရတာနော်လူနာတယောက်ရောက်လာရင်သူကအကြ ాయి စကားပြောရင် အဲ့လိုပြောတော့လူနာရဲ့စိတ်ထင်မှာဒီဆရာဝန်ကြီးဟာငါ့ကိုတည်တည်ချာချာအာရုံပြုတယ်ဂယူးဆိုင်တယ်ငါရဲ့တတ်တာမှုရဖို့ကိုချမ်းသာစိတ်ချမ်းသာဖြစ်ဖို့အရေးကိုသူတကယ်စေတနာအပြည့်ပါဆိုတော့ကိုခံစားရတယ်အဲ့ဒါမြစ်တာပဲဆရာဝန်ကြီးစီကအဲ့လိုမြစ်တာရဲ့အများကြီးကတော့လူနာရဲ့စိတ်ထင်မှာငါ့ကိုတည်တည်ချာချာအာရုံဆိုင်ပြီးတော့မေးတယ်ပြောတယ်စင်စားရဲ့ကုပေးဒီဆရာကိုကုလို့ကတော့ငါယောကပျောက်ပါပဲ အဲလိုစိတ်ပို့ပြီးတော့ဖြစ်လာတယ်။ဆရာဝန်အပေါ်မှာယုံကြည်မှုအားကိုးမှုပို့ကြီးလာတယ်။အဲ့ဒါကိုကယောဂတော်ကတတ်တာသွားပြီနော်။ဆရာဝန်ကကိုကိုဂယုမဆိုင်ဘူးဆိုရင်ငါ့စကားတော့မဆုံးသေးဘူး။ तू ကရေးလို့ပြီးနေပြီ။ငါဘာဖြစ်မှန်းသူတကယ်သိဖို့မရပါဘူး။အဲ့လိုတွေးချင်တွေးတတ်တယ်နော်။ဆရာဝန်အပေါ်မှာမယုံကြည်ဘူး။မယုံကြည်ဘာလို့တက်လဲဆိုတော့နောက်ဆရာဝန်တယောက်ပြောင်းကျင်တယ်။ဆရာဝန်တယောက်ဝီတယောက်ပြောင်းတက်တယ်။ သူ့အောင်မြတာနဲ့လူနာတွေကိုဂယူးဆိုင်ပြီးကိုတာပေးတယ်။လူနာတွေကိုသူ့မြတာပေးနေရတာကိုအင်မတန်ကျဉ်တတ်တယ်။လူတွေနဲ့ real contact တကယ်ထိတွေ့မှုရနေရဖို့သူတကယ်ကျဉ်တတ်တယ်။အရင်လိုအတုံးဖြုံးအကြောပေါ်မရှိတော့ဘာမှအပေါ်ဆိုတာမတုံးတော့အပေါ်မတုံးတော့ရလာတဲ့ဝင်ငွေတောင်မှမကုန်ပါဘူးတဲ့။အများကြီးအပေါ်ကြံသေးလို့သူအများကြီးလှူတယ်။ဒီတရားအကျင့်နဲ့ပူဇော်ပါရဲ့။ နောက်တစ်ချက်ကတော့သူပြောခဲ့တာကသူ့စီကိုလာတဲ့လူနာတိုင်းကိုသူတရားအထုတ်ခိုင်းတယ်ဗုဒ္ဓဘာသာကိုးကွယ်သည်ဖြစ်စေမကိုးကွယ်သည်ဖြစ်စေအရေးမကြီးဘူးတရားအထုတ်ဖို့ပဲအရေးကြီးတယ်ကိုအသက်ရှူနေအောင်ကိုယ့်ဟာကိုတည်နေတာဟာယုံကြည်မှုကိုးကွယ်မှုဟုတ်ဘူးတဲ့ဒါတိမှုပဲတဲ့ကိုယ်ခန္ဓာကိုယ်မှာဖြစ်နေတဲ့ဝေဒနာတွေကိုကိုယ့်ဟာကိုတတိလေးနဲ့ကြည့်ပြီးတော့သိနေတာယုံကြည်မှုကိုယ်ကွယ်မှုလည်းမဟုတ်ဘူးဒါဟာခန္ဓာမှာဖြစ်နေတဲ့ဝေဒနာကိုသိနေတာပဲတဲ့ ကိုယ်စိတ်မှာဖြစ်နေတဲ့အတွေးအမျိုးမျိုးဝမ်းတာဝမ်းတဲ့အမျိုးမျိုးတွေကိုကြည့်ပြီးတော့သိနေတယ်ဒါလည်းယုံကြည်မှုလည်းမဟုတ်ဘူးကိုယ်ဝင်မှုလည်းမဟုတ်ဘူးတဲ့ဒါသိမှုပဲဘာလို့မဆိုလောက်နိုင်တယ်လို့သူပြောပြတယ်ဒီချက်ကိုတော့သူတော်တော်ကြည်ကြည်ပြန့်ပြန့်ပြောတော့ပါတယ်သူပြောတော့အကုန်ပြောရတယ်အချင်းတော်တော်ပေးရမယ်သူဒါကိုတိတ်အလေးနဲ့ထားပြီးတော့ပြောတယ် ူတရားထိုင်လို့ဒီလိုစိတ်ရဲ့အေးချမ်းမှုရလာတယ်။ရုပ်တဘောနံတဘောကိုတည်လာတယ်။အနေဆဒုက္ခအနတ္တကိုသူကောင်းကောင်းသိလိုက်။သူပြောတဲ့စကားတွေမှာသူ့ကိုမေးကြည့်တဲ့အခါမှာသူတိပုံမြင်ပုံကိုတိတိကျကျပြောပြတယ်။အင်မတန်တိမ်မွေ့ပြီးတော့အင်မတန်နဲ့နေပါရဲ့အလွန်အလွန်တိမ်မွေ့ရဲ့ဒုက္ခသဘောရောင်သူမြင်နေအဲလိုမြင်လာတော့တရားထိုင်ပြီးတိုင်းသူကအိမာယဓမ္မနုဓမ္မပရိပရိယာဗုဒ္ဓံပုံစံမီလို့သူဆိုပါရဲ့တဲ့ ဣမာယဓမ္မနုဓမ္မပရိပရိယာဓမ္မပူဇေမိလို့သူဆိုပါရဲ့တဲ့ဣမာယဓမ္မနုဓမ္မပရိပတိယာတန်ငယ်ပူဇေမိလို့သူဆိုပါရဲ့တဲ့ဒီလိုဆိုတာဟာဒီလိုတရားကိုကျင့်သုံးအားထုတ်ရလို့သူ့မှာအသိဉာဏ်တိုးတက်လာတယ်။စိတ်ချမ်းသာမှုလည်းရတဲ့အတွက်ကြောင့်ဒီတရားအချင်းနဲ့သူဖျားတရားတန်ငါကိုပူဇော်ပါရဲ့လို့ပြောတာပါတဲ့။မြက်ကန်ယုံကြည်ကိုယ်ဝင်မှုမဟုတ်ဘူးနော်။ လာတဲ့လူနာကိုလည်းပဲတရားအထုတ်ဖို့တိုက်တွန်းတယ်။အကယ်၍လူနာကတရားအထုတ်ခြင်းမို့တိတ်မပေါ်ဘူးဆိုရင်တော့သူရှင်းပြတယ်။ဘာဖြစ်လို့အာမထုတ်ချင်တာလဲ။ဒါအရှိတိုင်းဘာသာတရားတစ်ခုပါလို့ပြောရင် "तू ကအဲ့ဒါနဲ့မဆိုင်ဘူး"တဲ့။ဘုရားဟောခဲ့တဲ့တရားဟာမျက်ကံယုံကြည်မှုမျိုးမဟုတ်ဘူးတဲ့။မတဲ့ culture စိတ်တဲ့ဖွင့်ပြော်လေးကြည့်ခြင်းဖြစ်တယ်။မတဲ့ insight စိတ်လေးကြည့်ခြင်းဖြစ်တယ်လို့ရှင်းပြတယ်။ဒီလိုနီမျိုးစုံနဲ့အာထုတ်ခြင်းအောင်ပြောပြတယ်။ နောက်ဆုံးဘလို့မှပြောလို့မရရင်တော့လက်လျှော့လိုက်ပါရဲ့တဲ့ဒါပေမဲ့သူ့အတွေ့အကြုံအရဆိုရင်တော့လူနာတော်တော်များများဟာသူပြောတဲ့စကားကိုလက်ခံတယ်လက်တွေ့ပါတဲ့သူကပြောရင်နားပိုဝင်တယ်ကိုတွေ့မပါဘဲနဲ့ကိုကအတွေ့တတ်တဲ့နေပြောမယ်ဆိုရင်တော့တိတ်နာမဝင်နိုင်ဘူးဒါကြောင့်ကိုကသူများကိုပြောချင်ကိုကိုယ်တိုင်းအရင်လုပ်ရမယ်ကိုစိတ်ကိုတည်၍ပြောင်းလဲလာခြင်းအဲ့ဒီလိုမြစ်တာဂယုနာနဲ့အားလုံးကိုသူဆက်ဆက်လာတယ် သူ့အရင် depression စိတ်သက်ကြမှုစိတ်အားပြတ်မှုအကြီးအကျယ်ဖြစ်တော့ကသူ့မူရစ်စီဆွေတော်ကသူ့ကိုကူတောက်ပေးခဲ့တဲ့စိတ်ယောဂကုဆရာဝန်ကြီးနဲ့လည်းပြန်သွားတွေ့တယ်ဆွေးနွေးချွေးနွေးရဲ့အခါပထမတော့အဲ့ဒီဆရာဝန်ကြီးကတိတ်မယုံကြည်ဘူး။ဒါပေမဲ့ကြာကြာသူနဲ့စကားပြောကြည့်တဲ့အခါကျတော့ဒီဆရာဝန်ဟာတကယ်အမှန်တိုင်းပြောနေရဲ့ဆိုတာပေါ်နေတယ်။ ပြီးတော့သူ့ရဲ့ရုပ်ရည်ရာလည်းပြောင်းသွားတယ်အမူအရာတွေလည်းပြောင်းနေတယ်အင်မတန်ကြည်လင်အေဂျင်ပြီးတော့သူ့ကိုယ်သူယုံကြည်မှုအေဂျင်မှုရှိအတွင်တတန်ပေါ်နေဒါဟာဝတ်ထားလို့လည်းမရောက်အဲလိုသူပြောင်းလဲလာတာကိုတွေ့ရတော့အဲ့ဆရာဝန်ကြီးကလည်းစိတ်ဝင်စားပြီးတော့နောက်တစ်ခါကျတော့အရှိတိုင်းဘက်ကိုလာတဲ့အခါသူ့နဲ့အတူတူလိုက်လာတယ်လိုက်လာပြီးတော့တရားအထုတ်တယ်တရားအထုတ်ပြီးလို့ဆေးရပေးရတယ်ဘလို့ပြောလဲဆိုတော့ ငါတို့15နေလလုံးတင်ခဲ့ရပြင်ရဟာဘာမှအရာမရောက်ပါဘူးလို့ပြောတယ်။အလုံးလုံးဖြစ်အောင်ထမင်းစားပြုံးမယ်ရှိရဲ့။ဘဝကိုဘလို့နေရမယ်စိတ်ထားလေးဘလို့ထားရမယ်စိတ်ချမ်းသာမှုဟာဘာလဲစရာကြီးကိုတင်မပေးလိုက်ဘူး။အဲ့ဒီဆရာဝန်ကြီးကလည်းအားထုတ်ပြီးတော့ပြန်သွားတော့နောက်ပိုင်းမှာစိတ်နဲ့ပတ်သက်ပြီးတော့သူ့ချီကိုလာတဲ့လူနာတွေကိုကူတာပေးဖို့ဟာအစပြောင်းသွားတယ်။အနောက်နိုင်ငံကြီးတတ်တာမဟုတ်တော့ဘူးတရားနည်းပါလာတယ်။ တကယ်စိတ်ရောဂါပြောင်းဖို့ဆိုတာကိုယ့်ဟာကိုယ်တရားအထုတ်ပြီးတော့စိတ်တည်ငြိမ်မှုအေးချမ်းမှုအတိအမြင်မှန်ကန်မှုရမှဖြစ်မယ်။အ ਨੇ ဆုံးတော့စိတ်တည်ငြိမ်မှုရမှဖြစ်မယ်။တော်တော်များများယောဂါဟာစိတ်မတည်ငြိမ်လို့ဖြစ်တာပါ။အတွေးလုံလို့ဖြစ်တယ်။အစိုးကြီးပဲအမြဲတမ်းတွေးနေလို့ဖြစ်တတ်တယ်။ပြီးတော့အတ္တဆွဲကြီးရမာနကြီးရအားလုံးဟာ စိတ်ယောဂါဖြစ်ဖို့အကြောင်းတွေပါပဲ။တတိယကြီးစိတ်ယောဂါဖြစ်တဲ့သူတွေမှာအဲ့ဒါမျိုးပါတတ်တယ် များသောအားဖြင့်စိတ်ရောဂါဖြစ်တဲ့သူတွေတကူကောင်းဆန်တယ်တတိထားမင်းမလားမသိဘူးသူများဖို့ရောမတွေ့ဘူးမိွားဖို့ရောထင်မတော့ဘူးသူတကူကောင်းပဲဘသူမှလည်းအကောင်းမထင်တော့ဘူး compassion နဲ့ဆက်ဆံတယ်တရားထိုင်ပြီးတဲ့နောက်မှာအဲ့လိုသူ့ဘဝအခြေအနေတွေဟာအများကြီးပြောင်းသွားတယ်နော်ဒါရီမကတည်ဘူးနောက်တစ်ချက်ကအင်မတန်အရေးကြီးအပြောင်းအလဲတစ်ခုဖြစ်လာပါလေဆိုတော့အရင်သူမချစ်တော့လို့ပြစ်ထားခဲ့တဲ့သူ့ဇနီးဟောင်းနဲ့ပြန်တွေ့ပြီးတော့ အေးစစေးပြောပြီးတော့သူတကယ်လေးလေးစစချစ်ချစ်ခင်ခင်ပြန်ပေါင်းတယ်။အဲဒီတော့တရားအားထုတ်တဲ့သူကအိမ်အောင်ပြန်ပြုတ်လိုက်တယ်ဆိုရက်အတိတ်ပဲမျိုးပေါင်းနေတယ်။သူကဒီကောင်မကုံအာယုံကိုမစွန့်နိုင်သေးပဲကိုလို့သူ့ကိုအပြစ်တင်ခြင်းလဲတင်မယ်နော်။သူအနာဂံမဖြစ်သေးဖြစ်သေးရမှာမဟုတ်တာ။အိမ်အောင်မပြုတ်တော့အနာဂံပဲလေ။အနာဂံဖြစ်နေတဲ့ရဟန်းဆိုရင်တော့လူ့ကိုမလဲတော့ဘူး။တည်ကြရဲအဲဒီတော့ဒါသူ့ကိုလုံးဝအပြစ်မတင်ထိုက်တဲ့ကိစ္စပါ။ နောက်တစ်ခုကဒီအနာကိုပြန်ပေါင်းတဲ့အခါမှာရုပ်ရည်ကိုမတ်လို့မဟုတ်တော့ရုပ်ရည်မရှိအောင်သူ့အနေနဲ့ချွတ်ချော်မော်မော်ငငယ်ရွယ်ရွယ်လေးတယောက်လိုချင်သေးရဆိုရင်လေသူတို့အနောက်နိုင်ငံမှာဘာမှမခေရင်တဲ့ကိစ္စပါတယောက်ပြီးတယောက်ပြောင်းနေကြတာဟာသူတို့အနောက်နိုင်ငံမှာထုံးစံပဲနော်သူကရုပ်ရည်ကိုမတ်လို့မဟုတ်တရားမှုပေးနိုင်မယ်လို့လည်းမျှော်လင့်ချက်သူမထားတော့ဘူးငါ့ကိုသူကပြောအောင်ဘာလို့ပေးမယ်လို့လည်းမမျှော်လင့်တော့ဘူး လူကိုလူလို့သူမြင်လာပြီနော်သူ့ဇနီးဟောင်းကိုသူပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါမှာသူ့ဘောမှာကောင်းကင်ရလေးအများကြီးရှိရပဲပြီးတော့သူကအဲ့လိုထားပစ်ခဲ့တဲ့အခါမှာဟိုတစ်ဖက်သားရဲ့စိတ်ထဲမှာဘလို့ခံစားရမလဲဘလောက်တောင်အထီးကျန်စိတ်အားငယ်ဖြစ်မဲဆိုတာကိုချင်းစားတက်လာတယ်ပြစ်ပယ်ခံရတဲ့ဒုက္ခဟာနည်းရမဟုတ်နော်အထူးသဖြင့်မိမရဲ့ပို့ပြီးတော့ခံရတတ်တဲ့ပြစ်ပယ်ခံတာ ခံရတာတိတ်ကိုစိတ်ဆင်းရဲသွားတာပဲယောက်ျားစွာကမိမအပေါ်မှာစိတ်ပိုင်းဆိုင်ရာအရာတိတ်ပြီးတော့အာကိုမိခုံမှုမဖြစ်ပါဘူးမိမစွာကဘာပြောပြောအိမ်အောင်ပေါ်မှာခင်မွန်းပေါ်မှာစိတ်ပိုင်းဆိုင်ရာအများကြီးအာကိုမိခုံမှုဖြစ်တယ်ငွေကြီးအခြေအနေရမဖြစ်တောင်မှစိတ်ပိုင်းဆိုင်ရာအရာတော့မိခုံမှုဖြစ်တယ်နော်အိမ်တော်တစ်ခုပေါ်မှာယောက်ျားကမြင်ပုံနဲ့မိန်းမကမြင်ပုံခံစားပုံမတူ ယောက်ျားတယောက်တို့ကအိမ်အောင်ဆိုတော့ဘွားရဲ့တစိတ်တစ်ထိပ်တာပဲမိမတယောက်အတွက်များသောအဖြစ်အိမ်အောင်ဆိုတော့ဘွားတစ်ခုလုံးပဲတစိတ်တစ်ထိပ်တာမဟုတ်ယောက်ျားတယောက်ကအိမ်အောင်ခွေးသွားတယ်အိမ်အောင်မရှိဘူးဆိုတော့သူ့ဘွားမှာတိတ်ထိခိုက်နေတာမှမရှိဘူးလို့ဆိုနိုင်တယ်မိမတယောက်အတော်တော်အိမ်အောင်ခွေးသွားတာဟာအင်မတန်ကြီးမားတဲ့ထိခိုက်မှုနေတာမှဆုံးရှုံးမှုပဲသူ့အတိုင်းဝိုင်းရှားရဲမှာဂုံမှာအတော်လေးထိခိုက်တယ် ဒီဖုန်းကြီးကစိတ်ပညာစောင့်တွေအများကြီးဖတ်တော့ဒီအိမ်အောင်ကွဲသွားတဲ့အမျိုးသမီးတွေရဲ့ခံစားချက်ကိုအများကြီးဖတ်ဖို့ရယ်အိမ်အောင်ကွဲသွားလို့ကြံရီးခဲ့တဲ့သားသမီးတွေရဲ့ခံစားချက်ကိုလည်းအများကြီးဖတ်ဖို့ရယ်သူကတရားအထုတ်လာတဲ့သူဆိုတော့စိတ်ကအင်မတန်တိမ်မွေ့လာပြီလူတစ်ယောက်ကိုအာယုံပြုတ်ချလိုက်သူစိတ်ထဲမှာဘလို့ခံစားနေရမလဲဆိုတော့သူတည်နေပြီတည်နေတော့အင်မတန်ဂယုနာဖြစ်ပါတယ်တဲ့သူအင်မတန်ဂယုနာကြီးရဲ့သူဖြစ်လာတယ် အဲ့မှာတူတုံးခဲ့စကားလေးနှလုံးအင်မတန်အဖိုးတန်တဲ့စကားနှလုံးလို့ပြောချင်ပါသေးတယ်။သူကဘလို့ပြောလဲဆိုအေးတော့တပည့်တော်တို့ကကိုယ်အိမ်တော်ဖြစ်ဖြစ်တခြားဘသူ့ကိုပဲဖြစ်ဖြစ်ဆက်ဆံတဲ့အခါမှာပက်ရှင်နဲ့ဆက်ဆံတယ်တဲ့ဒီပက်ရှင်ဆိုတာကတော့ဒိုင်ရိုက်အတိပဲကောက်ရမယ်ဆိုရင်ရာကတဏကိလေသာလောဘအလိုယမဒီလိုအတိပဲကောက်လို့ရပါတယ်အရင်တုန်းကတော့ဒီလိုပက်ရှင်နဲ့ဆက်ဆံပါတယ်တဲ့ သူငါ့ကိုတာယာမှုဘလောက်ပေးနိုင်ပါလဲသူငါ့ကိုစိတ်ချမ်းသာအောင်ဘလောက်လုပ်ပေးနိုင်ပါလဲငါ့ကိုစိတ်ချမ်းသာအောင်လုပ်ပေးနိုင်မယ်ဆိုရင်ငါချစ်မယ်ဒီလိုစိတ်ထားမျိုးရှိခဲ့နော်ပြန်စဉ်းစားကြည့်လူတော်တော်များများအဲ့ဒီစိတ်သဘောထားရှိရဲ့ကိုယ်ပြောလုပ်ပေးမယ်သူကိုချစ်တယ်ကိုယ်စိတ်ချမ်းသာအောင်လုပ်ပေးမယ်ဆိုရင်ချစ်တယ်အဲ့ဒါမပေးနိုင်တော့ဆိုရင်တိတ်တန့်မှုမထားတော့အခုတော့ conversion ခယူနာနဲ့ဆက်ဆံပါရဲ့ ခုနပိုင်ရှင်ဆိုတဲ့စကလုံးလေးရဲ့နောက်မှာကွန်လေးတွေးလိုက်တာအဲဒီစကလုံးနှလုံးဟာကာယံလဲမိနေရဲ့အရိပယ်ကစန့်ကျင်ပန်လဲဖြစ်နေရဲ့အခုတော့ဂယုနာနဲ့ဆက်ဆံပါရဲ့တဲ့ပြီးတော့သူကဘလို့ကြောင်းလဲဆိုတော့အတိအကျပြပြစုံရှင်းပြအောင်မလွယ်ဘူးမေတ္တာထက်ဂယုနာကိုပိုတန်မိုးထားရဲ့ဂယုနာကပို့ပြီးတော့လေးနဲ့တဲ့သဘောရှိရလို့တွေ့ယူဆိုင်ဂယုနာကတပတ်တိုင်းစီးရဲမှုကိုကိုရင်းစားတဲ့သဘောပို့ရှိရဲ့တဲ့ အဲဒီတော့သူ့ဇနီးပေါ်မှာသူ့အရင်တုန်းကပတ်ရှင်နဲ့ဆက်ဆံပါရဲ့တဲ့အခုပြောင်းပြန်ဖြစ်သွားရင်တော့သူ့ဇနီးလည်းပဲတရားအထုံနေရဲ့သူကိုယ်တိုင်တရားအထုတ်လို့တရားကိုတိလာပြီးရင်တော့မှသူ့ဇနီးကိုလည်းပဲတရားအထုတ်ဖို့ရာအားပေးတယ်တိုက်တွန်းတယ်သူ့ဇနီးကတော့သူ့မိယိုဖလာရိုမန်ကက်သလစ်တို့တော့ဘာပဲဖြစ်ဖြစ်သူတို့နှစ်ယောက်စလုံးတရားအထုတ်တယ် တရားအထုတ်လာတဲ့အခါကျတော့တရားကိုတိလာတဲ့အခါကျတော့သဘောထားတွေကပြောင်းသွားပြီအဲ့တော့တရားအထုတ်တဲ့လူနဲ့တရားအမထုတ်တဲ့လူနဲ့သဘောထားချင်းအတိမြင်ချင်းဟာတော်တော်ကွာရယ်ပြောင်းမြန်လို့ဖြစ်နေတတ်တယ်အဲ့ဒါကိုလေးလေးနက်နက်သဘောပေါက်ဖို့လိုရယ်အလုံးလုံးတဲ့နေရာမှာလည်းသဘောထားပြောင်းသွားရယ်အိမ်တော်ကြီးမှာလည်းသဘောထားပြောင်းသွားရယ်လူတွေနဲ့ဆက်ဆံရေးမှာလည်းသဘောထားပြောင်းသွားရယ် ကိုယ်စိတ်ကိုကိုကြည့်ရဲ့အခါမှာလည်းပဲကိုယ်ပေါ်မှာကိုထားတဲ့သဘောထားလည်းတော်တော်ပြောင်းသွားပြီဆိုတော့သူ့မှာပဲလို့ပြောင်းသွားပြီเนาะလူတန်မိုးထားမှုကအကြီးကြီးပြောင်းသွားပြီတရားအထုတ်တဲ့သူကအဲ့လိုဖြစ်တတ်တယ်။လေးနဲ့တဲ့မြင့်မြတ်တဲ့တန်မိုးရှိတဲ့အတိဉာဏ်နဲ့စိတ်သက်ကိုရမှဘဝကိုကျင့်တမှုရမယ်တဲ့။ကျန်တာရဘလောက်ပဲရရဘဝကိုကျင့်တမှုမရနိုင်ပါဘူး။ဒါကြောင့်မို့ဒီတရားအထုတ်တဲ့အလုပ်ကိုတော်တော်ကိုကြွကြွဆဆလုပ်တင်နေနော်။ တရားအားထုတ်မှကိုကိုကိုကြည်ရရောက်တယ်။သူတို့ပြောရစကားနော်။ Inner work culture material value predominate in earlier culture special value predominate သူတို့အနောက်နိုင်ငံရဲ့ရှင်မမှာရုပ်ကိုတန်မိုးထောင်မောပို့ပြီးတော့လွမ်းမောမှုအကြီးနေတဲ့အဓိကအရာဖြစ်တယ်ပေါ့။ဟိုးရှိတုန်းကအရင်ကြီးမှုကြတော့ special value ကပို့ပြီးတော့လွမ်းမောအခုခေတ်မှာကြည့်ရင် တကဘာလုံးလိုပဲမတီရီဗယ်လူကလွန်မှုမှုတော်တော်ကြီးလာနေပြီเนาะအဲ့လိုမတီရီဗယ်လူကလွန်မှုမှုကြီးလာတဲ့အတွက်ကြောင့်မလို့လူလူချင်းချစ်ခင်မှုယဉ်နီမှု ပွင့်လင်းမှု ကိုချင်းစာမှုအားနေသွားတယ်ရုပ်ရုပ်သွားတယ်ဒါရီမရှိရင်လူလောကမှာနေလို့မဖြစ်တော့အဲ့ဒါကိုညံကြီးကြီးနဲ့တော်တော်ကိုသဘောပေါက်ကြမှာဖြစ်မယ်เนาะ ဒီမှာရှိရဲ့တခါကြီးဒီကမာကြီးကတော့ကိုကကိုအထိုင်လျောက်တနိုင်တလောက်ကြိုးစားတရားအထုတ်နေကြသူတွေဖြစ်ပါတယ်။ကိုကိုယ်တိုင်နေ့စဉ်တရားအထုတ်ဖို့ရာအင်မတန်အရေးကြီးပါတယ်။အဲ့ဒါမှကိုကိုကိုချေရရောက်မယ်နော်။မြစ်တာရဲ့ definition အတိတ်ပဲဖွင့်ဆိုချက်လေးတစ်ခုက the way to attain oneself for the purpose or nature when all another spiritual growth အဲ့ဒါကိုမြစ်တာလို့ခေါ်ရနော်ဝေရှရာကစန္နာစေတနာကိုပြောတာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလေးနဲ့မြင့်မြတ်တဲ့တိုးတက်မှုကြီးပွားမှုဖြစ်ပေါ်ရာကိုယ့်ကိုစေတနာထားဒါမှမဟုတ်သူများကိုဆိုရင်လည်းသူတစ်ပါးရဲ့စိတ်ပိုင်းဆိုင်ရာစိတ်တနဲ့အတိညာလေးနဲ့မှုမြင့်မြတ်မှုအေးချမ်းမှုရှိအောင်အထောက်ကူပေးခြင်းနဲ့စိတ်စေတနာကိုမြစ်တာလို့ခေါ်တယ်ကိုယ်ကိုတကယ်ချစ်တယ်ဆိုရင်ဒီလိုပြည့်စုံဥစ္စာရအောင်ရှောက်ဖွေပြီးတော့အာယုံခံစားရုံနဲ့ချစ်ရမရောက်ပါဘူး အဲ့ဒီဆရာကိုပြောတော်ရဲ့စကားတွေမှာလူတွေကကိုကိုကိုချစ်တယ်ပြောတာ အမှန်တော့ကိုကိုကိုချစ်တာမဟုတ်အာယုံတွေကိုချစ်တာပါ့အာယုံတွေကိုမတ်မော Twitter ဆွဲလန်းနေရပါပဲအဲ့ဒီအာယုံခံစားဖို့အရေးကို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 ဒုက္ခအများကြီးပေးတယ်စိတ်ရမှုအများကြီးခံတယ်မကောင်းမှုတွေအများကြီးလုပ်တယ်အဲ့တော့မကောင်းမှုတွေလုပ်နေရဆိုရင် ကိုချစ်ရမြောက်တော့ကိုကိုကိုအတိညာရောစိတ်ဓာတ်ရောပို့ပြီးတော့လေးနက်မှုရင်ကျက်မှုမြင့်မြတ်မှုရှိလာအောင်စူးစမ်းနေမှကိုကိုကိုချစ်ရရောက်မယ်နော်သူတစ်ပါးကိုလည်းပဲအတိညာတို့စိတ်ဓာတ်တို့အချင်းစာရတာတို့အပါဝင်အကုန်လုံးကိုပို့ပြီးတော့လေးနက်မှုရင်ကျက်မှုတိုးတောက်မှုရှိလာအောင်အထောက်အကူပေးမှတကယ်ချစ်ရရောက်တယ်ဆရာဝန်ကြီးဟာသူ့ဟာသူလဲတရားအထုတ်လာတော့သူ့ကိုသူလဲချစ်တတ်ပြီး သူ့ဟာသူစိတ်ချမ်းသာအောင်လည်းနေတတ်ပြီအဲဒီတော့ကိုကိုကိုချစ်တတ်ပြီကိုဟာကိုစိတ်ချမ်းသာအောင်နေတတ်တော့သူဟာသူများကိုကိုစိတ်ချမ်းသာအောင်လှုပ်ပေးဖို့ကို မျှော်လင့်ချက်မရှိတော့ဘူးမထားတော့လှုပ်ပေးခြင်းပေးလှုပ်မပေးခြင်းနေ ကိစ္စမရှိဘူးသူတို့လှုပ်ပေးမှငါစိတ်ချမ်းသာမယ်ဆိုတဲ့သဘောထားမျိုးသူ့မှာလုံးဝမရှိတော့ဘူးနော်ကိုကိုကိုတကယ်ချစ်တဲ့လူကသူများကိုကိုချစ်ဖို့ကိုတိတ်မမျော်လင့်တော့ မလို့ချင်တာလို့ပြောတာမဟုတ်နော်တိတ်မမျောလင်းတော့များသောအားဖြင့်လူတွေကကိုကသူတစ်ပါးကိုချစ်ဖို့ထက်သူတစ်ပါးချစ်တာကိုခံရဖို့ကပိုပြီးတော့အရေးကြီးနေတယ်ဒါကိုသူတို့ကပိုပြီးတော့လိုချင်နေရတော့ချစ်ဖို့ထက်အချစ်ခံရဖို့ကိုပိုပြီးတော့စူးစမ်းနေရအဲလိုအချစ်ခံရဖို့စူးစမ်းလေးလေးအချစ်မခံရလေးပဲကိုကိုကိုမချစ်တဲ့သူဟာသူများကိုမချစ်နိုင်ပါဘူးအင်မတက်စဉ်းစားဖို့ကောင်းတယ်နော် ကိုကိုကိုချစ်ရလားလို့မေးရင်လွယ်လွယ်ကိုကိုတော့ဖြေလိုက်ကြပါပဲကိုကိုကိုချစ်တယ်လို့ကိုကိုချစ်တယ်ဆိုရင် ကိုရဲ့စိတ်ဓာတ်နဲ့အတိညာအေးချမ်းမှုတည်ငြိမ်မှု လေးနက်မှုမြင့်မြတ်မှုရှိအောင်လုပ်နေသလားလုပ်နေရဆိုရင်တော့ဟုတ်တယ်ကိုကိုကိုချစ်တယ်ဒါရောလုပ်မနေဘူးဆိုရင်တော့အဲ့ဒါဟာကိုကိုကိုချစ်တာမဟုတ်ဘူးအဲ့ဒါအာယုံ၅ပါးကို တွေ့တာမှတ်မော်ပြီးတော့အဲ့ဒီအာယုံ၅ပါးရဖို့အရေးခံစားဖို့အရေးလုပ်နေရပါတော့ အခြေခံတိုက်တယ်လို့ဖြစ်ဖို့လိုပါတယ်။အခြေခံရဖို့ကတင်းရဲ့အဓိက မျောမှန်ချက်၊ဥတီချက်၊ဘန်းတိုင်းဖြစ်နေမယ်ဆိုရင်တော့တင်းအောင်မြင်မှာမဟုတ်ပါဘူး။ရှုံးပါပဲတဲ့။မအောင်မြင်နိုင်ဘူးတဲ့။အခြေခံရဖို့တည်ချတဲ့တခုရီတော်နီးကအခြေခံတိုက်တယ်လို့တယောက်ဖြစ်နေဖို့ပဲ။ တင်းဘွားမှာတင်းရဲ့အဓိကဥတီချက်ကအချစ်ခင်ရဝေတသက်ဖြစ်နေရင်တင်းကအချစ်ခံထိုက်တဲ့လူမဟုတ်ပါဘူးအဲဒါအချစ်ခင်ရဖို့ကတအဓိကထားနေတဲ့သူကအချစ်ခံထိုက်တဲ့သူမဟုတ်ဘူးအချစ်ခင်ရဖို့တသက်ကိုလုံနေတဲ့သူတွေက သူများကိစ္စကိုမလုံပါဘူးလို့မဆိုလိုပါဘူးတဲ့သူတို့ရဲ့အဓိကဆန္ဒဟာဘာလဲဆိုတော့သူကကိုယ်လာပြီးဆွဲလန်းနေဖို့တွေ့တာနေဖို့သူများကိစ္စကိုလုပ်ပြီးပြီးတော့သူများကကိုယ့်ကို ပြန်ခရူးဆိုင်တာကိုလိုချင်နေတဲ့သူများကိစ္စကိုလုပ်ပြီးပြီးတော့ငါမရှိနေလို့မဖြစ်ဘူးငါရှိမှနေလို့ဖြစ်တာနေလို့ဘဝမှာငါဟာအရေးပါဆုံးလို့ဖြစ်တယ်အဲ့လိုနေရာမျိုးလိုချင်တယ်အဲ့လိုငါမရှိသူတို့နေလို့မဖြစ်ဘူးဆိုရင်ကို့မှာတမျိုးစိတ်ချရရတလို့လုံခြုံမှုဖြစ်တယ်လို့ခံစားရရနော်ဒါပေမဲ့ဒါဟာတကယ့်လုံခြုံမှုမဟုတ်ပါဘူးနော်တခြားလူတယောက်ကသူ့ကို ပြန်ပြီးတော့ခရီးဆိုင်တာတွေ့တာတာမျိုးကိုမရနိုင်ဘူးဆိုရင်အဲ့လိုကိစ္စမျိုးကြတော့သူမလုံချင်တော့မလုံနိုင်တော့ဘူးရယ်နော်အဲ့လိုအချစ်ခံနေတဲ့သူဟာသူလုံးသမျှကိစ္စတိုင်းဟာသူအချစ်ခံရဖို့တတ်တတ်ဖြစ်နေရယ်အချစ်ခံရဖို့ဆိုရဲအလားအလာမရှိဘူးဆိုရင်သူမလုံတော့ မေတ္တာဆိုတာတမှုထည်ရမဟုတ်ပါဘူး။ဒါကြောင့်ကိုကိုကိုလည်းတကယ်ချစ်တတ်ဖို့အရေးကြီးတယ်။တရားတကယ်အားထုတ်မှကိုကိုကိုတကယ်ချစ်တတ်မှာနော်။သူများကိုလည်းပဲတကယ်ချစ်တတ်ဖို့လိုရဲအဲ့ဒါကလည်းကိုကိုကိုချစ်တတ်မှလည်းသူများကိုတကယ်ချစ်တတ်ပါဒီတော့တရားအထုတ်တာဟာနှစ်ဖက်စလုံးအတွက်အင်မတန်အကျိုးများရဲ့အလို့ဖြစ်ပါတယ်နော်ဒီလိုပဲစူးစမ်းပြီးတော့အစ်စ်အမန်ကိုကိုကိုချစ်ပြီးတော့အထုတ်တော့မယ်ဆိုရင်တနည်းတခြားတရားယူတိုးတက်ပြီးတော့ မဖို့တိမတရားဖို့တရားထီအောင်ရနိုင်တယ်နော်အခုပြောတဲ့မြန်မာစကားလုံးတွေကိုတတိချာချာစဉ်းစားသိရှင်းပါတယ်ချစ်တယ်ဆိုတာတွေ့တာဆွေးလန်းတာကိုပြောတာမဟုတ်နော်မြစ်တာဆိုတာကိုယ့်ကိုယ်ပေါ်မှာထားလို့ရပါတယ်ကိုယ့်အတ္တဆွဲကိုပြောတာမဟုတ်ဘူးနော်မြတ်စွာဘုရားလည်းပဲတတ္တဝါတွေအားလုံးအပေါ်မှာအင်မတန်ကြီးမားတဲ့မြစ်တာထားရင်နော်တွေ့တာဆွေးလန်းတာမဟုတ်သမှုရိယမဟုတ်ဘူးချစ်တယ်လို့ပြောတာဟာဒီနေရာမှာမြစ်တာကိုပြောတာ ်တမှုရိယကို ပြောတာမဟုတ်ပါဘူးဒါကိုသဘောပေါက်စီခြင်းပါလေအေးချင်းပြများထွက်လေလေကျင်းမှုအိုရလေလေတရားအားထုတ်လို့စိတ်ချမ်းသာနေတဲ့အခါမှာအဲဒီစိတ်ကိုကြည့်တဲ့အခါပြင်ပလောကကြီးဘာဖြစ်နေလဲကိုယ်စိတ်ကိုကိုထားတဲ့ရင် စိတ်ချမ်းသာနေရပဲဆိုတာတွေ့ရတယ်အရင်တော့ကစိတ်ချမ်းသာမှုဟာအပြင်မှာ ရှိရလို့ထင်တယ် ခူရောစိတ်ချမ်းသာမှုဟာစိတ်ထဲမှာရှိရဆိုတာသိလာတယ်။များသောအားဖြင့်လူတွေက ကိုက သူတစ်ပါးကိုချစ်ဖို့ထက်သူတစ်ပါးချစ်တာခင်ရဖို့ပို့ပြီးတော့အရေးကြီးနေတယ်။အဲလိုအချစ်ခင်ရဖို့စူးစမ်းလေးလေးအချစ်မခံရလေးလေးပဲ။